ထူလိုက်တဲ့ကြည့်ရှုနေကြတော့ပြည်တွင်းပြပရဟန်းရှင်လူပြည်သူအလုံးတောကခတ်သိနေအေးကြ၍နှလုံးစိတ်ဝမ်းအေးချမ်းကြပါသည်ယခုအခါယာဒီဆဝင်းတို့ပြောင်းလာတာအောက်တိုဘာလ23ကနေ29ရောက်ရှိလာပါပြီမကြမီတစောင်းမုံတစောင်းတိုင်းပျော်စရာများနဲ့မြိုင်ဆိုသလိုပဲနခတ်တရားဒီစုံကြည့်လာပြီးတော့ တစားမုံလာပြည့်ကြီးကျေတာယာတွေနဲ့ဆုံးပြီးတော့တာယာလှပတဲ့ကောင်းငင်ပြင်းကြီးနဲ့နခတ်တာယာတွေဆုံမဲ့အချိန်မှာဒီအချိန်မှာဖြူလိုက်ဆိုင်ကိုကြည့်ရှုနေကြတဲ့မိသားစုပိဋကကြီးအတွက်ခုနှစ်နှစ်ခုနှစ်နာရာသီပွားကကြမာများအဆုကောင်းဟောပြမှာဖြစ်ပါတယ်ကံရာသီပွား ကာယာတိဘွားဆိုတာဩဂုလ24နဲ့စက်တင်ဘာ22ကြာမှာမူဖွားသူတွေဖြစ်တယ်။ဒီယာတိဘွားတွေဟာစီးပွားရေးငွေကြေးတို့ထွန်းထွန်းကားကားရှိမယ်။လူမှုရေးမိသားစုရေးတို့အဆင်မပြေမှုများမယ်။မြမာမှုကျွေးတယ်၊မြေတယ်၊ကျေးတယ်၊ငွေတယ်၊နိဗ္ဗာန်ကိုပစ္စည်းအကျိုးပေးသလိုအိမ်ချာမီတိုက်ပွဲသားများအကျိုးဆောင်များကားဝယ်ရောင်းသမားများအောင်မြင်မယ်။ကြောက်မြေရတနာတွေနဲ့ခရီးသွားလုံငန်းလုပ်သူတွေအောင်မြင်မယ်။ ခြေရေးခြေရာနှလုံးသားကိစ္စတွေစိတ်သက်လက်ထပ်ဖြစ်မယ်အိမ်တော်ရှင်များသာသမီရမယ်တက်ကြီးရွယ်ဦးများအလူဌာနဖျားဘူးထွက်ရပါလိမ့်မယ်နိုင်ငံသားတိုင်းပြည်အသီးသီးမှရှိတဲ့လူမျိုးတွေမြန်မာလူမျိုးတွေအလုတ်စည်းပွားရာထူးနေထိုင်မှုတွေတိုးပါလိမ့်မယ်မိကြီးဖာကြီးတွေနဲ့ဆက်သွယ်မှုရပါလိမ့်မယ်အားလုံးကြားမှချမ်းသာကံကောင်းမှုအရေးလူကိုတစိကောင်းလာသည်တတ်တတ်ရရလှလှပပါသည် ဝစ်ဆင်ပြီးတော့အတိတ်ကောင်းနမိတ်ကောင်းပြောပါဆိုပါရေရရာမှန်သမျှရှောင်ပါအကျင့်တီလာမြင့်လိုက်ပါတရဏဂုံနဲ့ဂုံတော်ကိုပါပုရိစိတ်ပါ6တိ7ပတ်လဲထီထိုးပါအရဟံဂုံတော်ကြီးဖြင့်တနည်းကိုတရားရှိလုံးပတိနဲ့ဆေဘပူဇော်ပြီးပါဒါဆိုရင်ကံရာတိဘဝမိသားစုတွေဖေးရန်ကြားမှချမ်းသာကြပါလိမ့်